ဒီကောင်လေးရဲ့နာမည်ကတန်တီဖြစ်ပြီးတော့အီတလီနိုင်ငံမှာအာမခန်အေဂျင့်ဖြစ်အလုပ်လုပ်ပါရီးတန်တီဟာအရန်ကိုအလုပ်ကျူးစားပြီးငွေကိုပဲစိတ်ဝင်စားတဲ့လူပါအချောင်းကတော့သူကငွေနဲ့ငွေအချောင်းကိုပဲစဉ်းစားနေတာကြောင့်ဖြစ်ပါရီးအဲ့ဒီညမှာအလုပ်ပြီးရတော့တန်တီနဲ့သူ့ရဲ့ရေးစားကဘာမှနှစ်တကူအတူတူဆင်နွှဲဖို့စီစဉ်ထားကြပါရီးတန်တီဟာဘာကိုရောက်တဲ့ခါမှာသူ့ရဲ့ရေးစားစီကိုချက်ချင်းတွားပြီးတော့နမ်ပါရီး ဒါပေမဲ့ရှက်ဖို့ကောင်းတာကသူကလူမပြီးနမ်းမိခဲ့တာပါဒီကိစ္စကိုမြင်ပြီးတဲ့နောက်တန်တရရေးစားကစိတ်ဆိုးသွားခဲ့ပြီးသူ့ကိုပိုင်းရလဲပါရင်ဒီဖြစ်ရကြောင်ပဲသူတို့နှစ်ယောက်လုံးလမ်းခွဲလိုက်ကြပါရင်ထူးဆန်းတာကစိတ်ဓာတ်ကျတာဒါမှမဟုတ်ဝမ်းနည်းတာမျိုးမဖြစ်ပဲနဲ့သူ့ရဲ့ရေးစားထွက်သွားပြီးတဲ့နောက်တန်တီဟာသူ့အရင်ကနမ်းမိခဲ့တဲ့မိန်းကလေးကိုမိတ်ဆက်ခဲ့ပါရင်အဲ့ဒီမိန်းကလေးရဲ့နာမည်ကအဲလစ်ဖြစ်ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးတယောက်တည်းဖြစ်နေကြတာကြောင့်တယောက်ကိုတယောက်တိအောင်စကားပြောဖြစ်ကြပါရင်စကားဝေပြောပြီးမကြခင်မှာပဲ တန်ဒီကအဲလစ်ဟာပကြီးဆီယာမတယောက်ဖြစ်တယ်ဆိုတာကိုတိလဲရပါလိနနေ့အကြမှာတော့တန်ဒီနဲ့အဲလစ်တို့လက်ထပ်ကြပါလိအဲ့ဒီမနေ့တန်ဒီရဲ့မွေးနေ့မှာအဲလစ်ကသူ့ရဲ့ခင်မွန်းကိုမွေးနေ့ဆုတောင်းပြီးတော့ပန်ကိတ်လှုပ်ကြွေးခဲ့ပါလိဒါပေမဲ့လည်းအလို့အတွက်နောက်ကျနေပြီဖြစ်လို့တန်ဒီဟာတကိုက်လောက်ပဲစားပြီးအသင့်ပြင်ဆင်ဖို့အလင်းစလို့လုပ်ခဲ့ပါလိတန်ဒီမထွက်ခွာခင်မှာ အဲလီကသူ့ကိုအိမ်မမြန်ပြန်လာဖို့ပြောခဲ့ပြီးတော့တန်ဒီကလည်းသူ့ရဲ့ချစ်စနီကိုအိုကေလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီနေ့လည်ခင်းမှာပဲအဲလီထာတန်ဒီအတွက်မွေးနေ့အံ့ဩစရာပွဲလုပ်ပေးဖို့သူ့ရဲ့တငယ်ရှင်တွေရဲ့အကူအညီကိုတောင်းခံခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနေစရာကပြင်ဆင်မှုရဲ့လုံနေတဲ့အချိန်မှာတန်ဒီဟာဖုန်းဆက်ပြီးအလုပ်တွေအများကြီးရှိနေသေးတဲ့အတွက်အိမ်စောစောမပြန်နိုင်ပါဘူးလို့ပြောခဲ့ပါတယ်။ လေးလေးနက်နက်ပြောရမယ်ဆိုရင်တော့အဲလီစိတ်ပြတ်သွားခဲ့ပါပြီအဲ့ဒီငါအတန်တည်းအလောက်ကနေပြန်လာတဲ့အခါမှာမွေးနေ့ပွဲကိုအစဉ်အသစ်ပြင်ဆင်ထားတာတွေ့ရတော့အံ့အားသင့်သွားခဲ့ပါလိဖျောင်းတိုက်မုန်းတဲ့အခါမှာတန်တည်းကကျမ်းမာရေးနဲ့အသက်ရှိရှိနေရဖို့အတွက်ဆုမတောင်းခဲ့ပါဘူးသူ့မိသားစုနဲ့စနီးအတွက်ဆုမတောင်းခဲ့ပါဘူးအဲ့ဒီအစားသူကအောင်မြင်တဲ့လူဖြစ်နိုင်ဖို့ပဲဆုတောင်းခဲ့ပါရင်တန်တေရဲ့အသွေးကတော့သူ့အောင်မြင်မယ်ဆိုရင်သူ့မိသားစုအတွက်အချိန်ပိုရမယ်လို့ယူဆပါရင် ဒါကြောင့်သူ့အတွက်အဓိကကိစ္စဟာအောင်မြင်တဲ့လူတယောက်ဖြစ်ဖို့ပဲဖြစ်ပြီးတခြားဘယ်အရာကမှမစင်စားပါဘူး။သူ့အောင်မြင်မယ်ဆိုရင်သူ့မိသားစုကလည်းတေရှာပေါ့ပျော်ရွှင်လိမ့်မယ်လို့ယူဆပါရီ။နောက်တနေ့တန်တီနိုးလာတဲ့အခါမှာအင်ကတန့်ရှင်းနေတာကိုတွေ့ရလို့စိတ်ရှုပ်သွားခဲ့ပါရီ။မင်းညကသူ့မွေးနေ့ပွဲဟာအလားဆင်ထားတဲ့ပစ္စည်းဝယ်အကျဉ်းချန်တွေရှိမနေတော့ပါဘူး။ပြီးတော့သူကအဲလက်ဘိုက်ကိုကြည့်လိုက်တဲ့အခါမှာပို့ပြီးစိတ်ရှုပ်သွားခဲ့ပါရီ။ အစကသူ့စနီဝတ်စုံတကူဝတ်ထားတယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့အဲလီကသူ့ကိုဝင်၅လရှိနေပြီလို့ပြောတဲ့အခါမှာသူ့တော်လုံးတွားခဲ့ပါတယ်။အဲဒီနောက်တန်ဒီဟာမင်းညဘာဝေဖြစ်ခဲ့တာလဲဆိုတော့ပြန်လဲစဉ်းစားကြည့်ပေမဲ့လည်းဘာမှကိုမမတ်မိတော့ပါဘူး။သူဟာမင်းညကသူ့ရဲ့မွေးနေ့ကျင်းပခဲ့တာပဲဖြစ်ပါရင်ဒါပေမဲ့ဘလို့ဖြစ်ပြီးတော့အဲလစ်စီမှာကိုဝန်၅လရှိနေရပြီလေအဲလစ်ဟာပြက်ကရင်ကိုပြလိုက်ပြီးတော့အဲ့ဒီပါတီဟာလွန်ခဲ့တဲ့နေ့ကကျင်းပခဲ့တာဖြစ်ပြီးမင်းညကမဟုတ်ပါဘူးလို့သူ့ကိုပြန်ပြောပြပါရင် သူ့စနီးရဇကားကိုကြားပြီးရနောက်တန်တီတယောက်အံ့ဩတွားခဲ့ပါလိအဲလစ်ဟာသူ့ရဲ့ခင်မုံအလုံးကြောင့်စိတ်ဖိစီးနေပုံရတယ်လို့တွေးပြီးတော့သူ့ကိုစိတ်တည်ငြိမ်အောင်ပြန်အိပ်ဖို့နဲ့စိတ်ကိုအပန်းဖြေနိုင်မယ်လို့အကြံပေးခဲ့ပါလိတန်တီကလည်းအကြံကောင်းတစ်ခုလုံးယူဆပြီးပြန်အိပ်ဖို့တဘောတူခဲ့ပါလိအိယာကနေနိုးလာတဲ့အခါမှာအဲလစ်ရဲ့ဘိုက်ကပုံမှန်အတိုင်းပဲဖြစ်နေတာကိုတွေ့ရတော့သူ့အယံကိုစိတ်တက်တရာရသွားခဲ့ပါလိကံကောင်းတာကအရင်ဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေဟာအိမ်မက်တစ်ခုတာဖြစ်ခဲ့တာပါ ဒါပေမဲ့စကားပြောနေတဲ့အချိန်မှာရုတ်တရက်ကလေးငိုတန်ကိုကြားလိုက်ရပါတယ်။ဒါပေမဲ့တန်ဒီတွားကြည့်လိုက်တဲ့အခါမှာပို့ပြီးလို့အောင်မှအန်အော်တာခဲ့ပါပြီ။တကယ်တော့အဲလစ်ကလေးမွေးပြီးသားဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ထူဆန်းတာကသူ့စနီးဟာဘယ်အချိန်ကမီးဖွားခဲ့တဲ့ဆိုတာကိုသူလုံးဝမသိခဲ့ပါဘူး။အမှန်တကယ်တော့သူတို့ရဲ့သမီးနမိတ်ကကာလာဒရဲလို့ခေါ်တယ်ဆိုတာအခုမှပဲသူသိခဲ့ပါတယ်။သူ့သမီးကိုအဲ့ဒီနမိတ်ဘယ်အချိန်ကပေးခဲ့တာလဲဆိုတာကိုသူမမှတ်မိတော့ပါဘူး။ မကြမီမှာပဲတကခုတော့မာနေပြီလို့ခံစားလိုက်ရတဲ့အတွက်ဒန်တီဟာစိတ်ပညာရှင်စီကိုတွားရောက်ခဲ့ပါလိမ့်။တိုင်ပင်ဆွေးနွေးမှုအရာစိတ်ပညာရှင်ကဒန်တီဟာရှားပါတဲ့ယောဂတမျိုးဖြစ်တဲ့ယောဂတဲ့ကတီရှာနေရတဲ့ကိုသာမတ်မိပြီးတခြားသောနေရတဲ့ကိုမမတ်မိတဲ့ယောဂစုတစ်ခုကိုခံစားနေရပါတယ်လို့ရှင်းပြခဲ့ပါလိမ့်။ဒန်တီရဲ့ကိစ္စမှာသူကသူ့ရဲ့မွေးနေ့ရက်ကိုပဲမမိပြီးတော့မွေးနေ့မဟုတ်တဲ့ရက်တွေကိုအလိုအလျောက်မိပြောက်သွားတာပါစိတ်ပညာရှင်ရဲ့စကားကိုကြားပြီးရနောက် တန်တီတယောက်ရှုပ်ထွေးသွားခဲ့ပါပြီ။အိမ်မှာအဲလီကသူဟာဖောက်တဲ့ဝေးအတွက်ပကြီးရေးဆွဲရှင်လို့ငိုနေတဲ့သူတို့ရဲ့ကလေးကိုစောင့်ရှောက်ပြီးဖို့တန်တီကိုအကူအညီတောင်းခံခဲ့ပါရင်းသမီးလေးအိပ်ပျော်အောင်လှုပ်ပြန်တော့တန်တီဟာအိမ်သားထဲမှာမျက်နှာတိတ်ခဲ့ပြီးမန်ထဲကိုကြည့်လိုက်ပြီးတော့သူ့ရဲ့မျက်နှာမှာရုတ်တရက်နှခမ်းမွေးတွေရှိလာတာကိုတွေ့လျက်လို့စိတ်ရှုပ်သွားခဲ့ပါရင်းတန်တီဟာချက်ချင်းပဲပြက်ကလင်ကိုတွဲရောက်ဆစ်ဆီးပြီးတော့ ခုနှစ်ကပြောင်းသွားတာတွေ့လရလို့စိတ်ရှုပ်သွားပြန်ပါရင်ဒီအခါမှာသူကဒါဟာယောဂတစ်ခုကြောင့်ဖြစ်တာပဲလို့နားလေသွားခဲ့ပါရင်ဒန်တီအပြင်ကိုထွက်ကြည့်ကြည့်လိုက်တော့သူ့သမီးလေးအိမ်အရှိမှာကစားနေတာကိုတွေ့လရပါရင်ဒီနေ့မိုးလဲပိုင်းမှာတင်းကလေးကနှုတ်ဆုအရွယ်ပဲရှိနေသေးတာပါအခုဆိုရင်လမ်းလျှောက်နေတာကိုတွေ့လရတော့သူ့လုံးဝကိုအံ့ဩသွားခဲ့ပါရင်တစ်ချိန်တည်းမှာပဲသူ့ရဲ့ခင်မိုးမှာယောဂဆုရှိတယ်ဆိုတာကိုမသိတဲ့အဲလေးထား ဒန်ဒီကအခုမှပဲတတိထာမိတာပါလို့ပြောပါရင်အကြောင်းကတော့ဒီအချိန်ထိသူဟာသူ့သမီးအတွက်အချိန်မပေးခဲ့လို့ပဲဖြစ်ပါရင်အဲလစ်ဟာဒန်ဒီကတကခုအပေါ်မှာအယုံဆိုင်လို့မိဆိုရင်တော့တခြားအရာဝေးအစ်စ်ဖြစ်ပြီးတော့အန်အောဆရာဝေးလို့ခံစားရတဲ့အကြောင်းပြောပြခဲ့ပါရင်အဲလစ်ပြောတဲ့စကားကိုကြားပြီးရနောက်ဒန်ဒီကတိတ်ဆိတ်စွာနဲ့စဉ်းစားနေခဲ့ပါရင်အတူချုံပြောမိဆိုရင်မြို့ထဲကဗန်းချန်ထဲမှာဒန်ဒီသူ့ရဲ့တင်ငယ်ရှင်ဗာလေရီယိုကိုရင်ဖွင့်ပြောပြခဲ့ပါရင် ဗာလီရီယိုကအဲ့ဒီယောဂဆုအကြောင်းနားမလည်ပေမဲ့သူကလည်းအဲ့လိုပဲစဉ်းစားခဲ့ပါရင်ဒန်တီဟာတကယ်ဆိုတော့မမေ့ပါဘူးဒါပေမဲ့အဲ့ဒီအရာဝီကိုအရေးမကြီးဘူးလို့ထင်တာဖြစ်နိုင်ပါလေလို့တွေးခဲ့ပါရင်ဒန်တီကတချို့အရာဝီကိုအရေးမကြီးဘူးလို့ယူဆပြီးတော့အဲ့ဒီအရာဝီအကြောင်းမစဉ်းစားရင်အားလုံးကိုမေ့သွားတယ်လို့မျိုးဖြစ်နေခဲ့တာပါတကယ်ရှင်းကောင်းတယောက်အနေနဲ့ဗာလီရီယိုကဒန်တီကိုကောင်းကောင်းသိပါရင်ရှိကတဲ့ကဒန်တီဟာအောင်မြင်မှုကိုပဲလိုက်ရှာနေုံဖြစ်ပြီးရီမန်းချက်ကြီးလွန်နေခဲ့ပါရင် သူစဉ်းစားတမျှကအလုံနဲ့အလုံပဲဖြစ်ပါရီတခြားအရာတွေကတော့လုံးဝအရေးမကြီးဘူးလို့တတ်မှတ်ခဲ့တာပါအဲ့ဒီနောက်ဗာလီရီယိုကဒန်တီကိုသူနောင်တမရမီအခုကစပြီးမိသားစုနဲ့အတူအချင်းပူပေးတင်ပါတယ်လို့အကြံပေးလိုက်ပါရီရုတ်တရက်ဒန်တီစီမှာအကြံတစ်ခုရသွားခဲ့ပါပြီသူအလုတ်ကိုရက်လိုက်မယ်ဆိုရင်သူ့ရဲ့ယောဂါကပျောက်ကင်းသွားလိမ့်မယ်လို့တေရှာယုံကြည်ခဲ့ပါရီဒန်တီဟာချက်ချင်းပဲယုံကိုအပြေးလွှားတွားခဲ့ပြီးတော့ရောက်သွားတဲ့အခါမှာဒရိုက်တာယုံခန့်အထက်ကိုဝင်ပါရီဒါပေမဲ့ဒရိုက်တာကမရှိပါဘူး။သူဟာတခြားသောဝန်ထမ်းတွေကိုမေးကြည့်ကြည့်လိုက်တော့ တို့ကသူ့ကိုပြန်ရဲကြပါလိမ့်ဒန်တီကနေရန်ပေါ်မှာရှိတဲ့ writer နာမည်ကိုကြည့်ကြည့်လိုက်တော့သူကိုယ်တိုင်က writer ဖြစ်နေမှန်းကိုအခုမှပဲသိလေရပါလိမ့်ဒန်တီကသူ့ရဲ့ယောဂဆုဟာထပ်ပြီးဖြစ်လာပြန်ပြီလို့ထင်ခဲ့ပါလိမ့်ဒါပေမဲ့သူကကလာထိုင်မှာထိုင်လိုက်ပါလိမ့်ဘယ်လိုဖြစ်စဉ်တွေဖြစ်လာခဲ့တာလဲဆိုတော့ကိုမမမိတော့ပြင်မဲ့လေဒန်တီကနောက်ဆုံးမှသူ့ရဲ့အိမ်မက်တဲ့အကောင့်ထဲပေါ်ခဲ့ပြီးအခုဆိုရင်သူဟာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာပြီမို့လို့အယံကိုပျော်ရွှင်နေခဲ့ပါလိမ့် အတူဆုံးပြောမယ်ဆိုရင်တန်တီဟာသူ့ရဲ့ကားအစ်စ်နဲ့အလောက်ကနေအင်ကိုပြန်လာပါတယ်လန်ခီမှာအဲလေးကဖုန်းဆက်ပြီးဒီကနေ့သူတို့ရဲ့အိမ်ထောင်ကြီးအကြံပေးဆရာစီသွားဖို့အတွက်အစီအစဉ်ရှိတဲ့အကြောင်းတတိပေးခဲ့ပါတယ်တန်တီအကြံပေးဌာနကိုရောက်လာခဲ့ပြီးတော့သူနဲ့အဲလေးတို့ကွာရှင်းတော့မယ်ဆိုတာကိုသူအခုမှပဲသိလိုက်ရပါတယ်ကုထုံးကာလာအတွင်မှာစိတ်ပညာရှင်ကတန်တီနဲ့အဲလေးတို့ကိုယုံတေးယုံတစ်ခုအားဖဲ့ရင်းနဲ့ပဲသူတို့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့တောင်းဆိုခဲ့ပါတယ် ဒါပေမဲ့ပြန်လဲတင်းမြတ်ဖို့အစားသူတို့ဟာတကယ်ဆိုရင်တော့တယောက်နဲ့တယောက်ရန်ဖြစ်ခဲ့ကြပါရင်သူတို့ရဲ့ဆက်စပ်ရေးကမကောင်းလာတဲ့အတွက်စိတ်ပညာရှင်ကသူတို့နေရာအချိန်အတိုင်းအတာတစ်ခုအထိတီးရှားနေထိုင်တင်းမာတယ်လို့အကြံပြုခဲ့ပါရင်သူတို့ရဲ့ကလေးအတွက်ကွာရှင်းဖို့အလင်းစလို့မလိုအပ်ပါဘူးသူတို့ခဏလောက်တယောက်ချင်းစီနေုံပဲဖြစ်ပါရင်သူတို့အနေနဲ့တယောက်ကိုတယောက်တတိယကောင်တတိယနိုင်ပါရင်ဒီအကြံပြုချက်ကိုကြားပြီးတော့ဒန်တီနဲ့အဲလီတို့ကလည်းတဘောတူခဲ့ကြပါရင် ဒန်တီအင်ကိုပြောင်းတော့အိမ်ထဲမှာတိတ်ဆိတ်ပြီးဟာလာဟင်းလင်းဖြစ်နေတာကိုသတိထားမိခဲ့ပါရီပြီးတော့စဉ်စားဆင်ရှင်ပြန်နောက်ဒန်တီဟာအဲလီကိုဖုန်းဆက်ပြီးသူပြောစရာရှိလို့အိမ်ပြန်လာပြီးဖို့ပြောခဲ့ပါရီမကြခင်မှာပဲဒန်တီကသူ့အဖေဟာအခုဆိုရင်အရန်ကိုစိတ်ဓာတ်ကျနေပြီးတတ်သိမဲ့တဲ့အရာတကူလှုပ်ရှင်နေတယ်ဆိုတဲ့တင်းကိုရရှိခဲ့ပါရီဒန်တီဟာသူ့ရဲ့အဖေအိမ်ကိုအပြေးအလွှာသွားခဲ့ပြီးတော့အဲဒီကိုရောက်ပြန်တော့သူ့အဖေကခေါင်းမိုးအစွန်းမှာထိုင်နေတာကိုတွေ့ရပါရီအဖေဖြစ်သူကိုစိတ်ငြိမ်အောင်ကြိုးစားခဲ့ပါရီ ဒန်တီရဲ့အဖေကသူ့အိုမင်းလာတဲ့အခါမှာသူ့အရန်တီရှာဖြစ်လာတယ်လို့ခံစားရပြီးတော့တယောက်တည်းနေရတဲ့အဝေဒနာတဲ့သူ့ရဲ့ဘဝကိုအဆုံးတတ်လိုက်တာကပိုကောင်းမယ်ဒါမှပဲသူ့ရဲ့ဇနီးစီကိုရောက်မှာပါလို့ပြောခဲ့ပါရင်းကန့်ကောင်းတာကဒန်တီဟာသူ့ရဲ့အဖေနဲ့ရင်သွင်းစကားဝေးအများကြီးပြောပြတော့သူ့အဖေနောက်ဆုံးမှစိတ်ငြိမ်သွားခဲ့ပါရင်းဒါပေမဲ့ဒန်တီအင်ကိုပြောက်တဲ့အခါမှာရုတ်တရက်သူ့ရဲ့ယုံကလက်ထောက်ဖြစ်တဲ့ဖရန်ချက်စကာဟာမိဖို့ထဲမှာချက်ပြုတ်နေတာကိုမြင်ရလို့အံ့ဩသွားခဲ့ပါရင်း ဖရန်ချက်စကာကဒန်တီအပေါ်ချစ်ခင်တဲ့တဘောရှိပြီးတော့သူတို့6လလောက်ဒိတ်နေခဲ့ကြတယ်လို့ရှင်းပြပါရင်အမှန်စင်တော့ဒန်တီအံ့ဩတွားခဲ့ပြီးသူ့ရဲ့ယောဂါစုပြန်ဖြစ်လာပြီလို့ထင်ခဲ့ပါရင်စကားပြောနေတဲ့အချိန်မှာပဲအဲလီရောက်လာခဲ့ပြီးတော့ဒန်တီအကြောက်အလန့်နဲ့ဖရန်ချက်စကာကိုအင်တာထဲမှာတွားပုံဖို့အချက်ချင်းပြောပါရင်အဲ့ဒီနောက်ဒန်တီနဲ့အဲလီတို့စကားပြောကြပြီးသူတို့ဘလောက်တယောက်ကိုတယောက်လွမ်းဆိုးကြတယ်လဲဆိုတာကိုဖော်ပြခဲ့ပါရင်သူတို့ပြန်လဲတင်းမြတ်ဖို့အတွက်နီးကပ်လာခဲ့ပေမဲ့ အဲလစ်ဟာဒန်တီရဲ့အိမ်မှာတခြားမိမတယောက်ရှိနေတယ်ဆိုတာကိုသိသွားတော့စိတ်ပြက်ပြီးချက်ချင်းကိုထွက်ခွာသွားခဲ့ပါရီဒါတင်မကပါဘူးဖရန်ချက်စကာကလည်းစိတ်ဆိုးသွားခဲ့ပြီးတော့ထွက်သွားပါရီဒန်တီကအပြစ်ရှိတယ်လို့မျိုးခံစားရတဲ့အတွက်အရာအလုံးကိုရှင်းပြဖို့အဲလစ်ရဲ့အိမ်ကိုတွားခဲ့ပါရီအဲလစ်တခါဖွင့်လိုက်တော့ဒန်တီချက်ချင်းပဲတောင်းပန်ပါရီဒါပေမဲ့အဲလစ်အားပြန်လည်လက်ခံဖို့ဘလောက်ပဲတောင်းပန်နေပါစေအဲလစ်ကငင်းဆိုဆဲပဲဖြစ်ပြီးတော့တခါကိုပိတ်ပြပါရီဒါပေမဲ့ဒန်တီဟာအလွယ်တကူအရှုံးမပေးရှင်တဲ့အတွက်တခါကိုထတ်ခေါက်ပါရီ ဒါပေမဲ့တခါဖွင့်လာတဲ့အခါမှာတော့အိမ်ထဲကနေထူးဆန်းတဲ့လူတယောက်ပေါ်လာတာကိုမြင်လိုက်ရလို့ဒန်တီစိတ်ရှုပ်ထွေးထွားခဲ့ပါပြီ။သူ့ရဲ့ယောဂါစုပြန်ဖြစ်လာပြန်ပြီဆိုတာသိရှာနေပါပြီ။အဲလီကအဲ့ဒီလူကိုမိတ်ဆက်ပေးပြီးတော့သူကအဲလီရဲ့ရီးစားအသည့်အိုမာဖြစ်နေခဲ့ပါပြီ။ဒန်တီအရန်ကိုမနာလို့ဖြစ်သွားခဲ့ပါပြီ။အဲ့ဒီအခါမှာပဲဒန်တီရောက်နေတဲ့အတွက်အဲလီကကာလာဒရယ်ကိုပန်းချံအထက်ခေါ်သွားကစားပေးဖို့အကူအညီတောင်းခဲ့ပါပြီ။ဒန်တီဟာအခုမှပဲသူ့ရဲ့သမီးကမူလတန်းကြောင့်ပထမအတန်းမှာရောက်နေပြီဆိုတာကိုတိလိုက်ရပါပြီ။ အဲ့ဒီအခါသူအရန်ကိုအန်အော်တော့ခဲ့ပါပြီအဲ့ဒါကသူဟာဘာမှကိုမမတ်မိပဲခုနှစ်နှစ်လုံးလုံးလွဲလျှော်ခဲ့တယ်ဆိုတာကိုဆိုလိုနေခဲ့တာပါဒါပေမဲ့နောက်ပိုင်းဒန်တီနဲ့သူ့ရဲ့သမီးတို့ဘန်းချန်ကိုတွားပါပြီးဘန်းချန်တဲမှာဒန်တီကအဲလီရဲ့ရေးစာအစ်စ်အကြောင်းကာလာဒရယ်ရဲ့အထင်မြင်ချက်ကိုမေးခဲ့ပါပြီးကာလာဒရယ်ကအပြစ်ကင်းစွာနဲ့ပဲအမှန်ဆိုတော့အဲလီရဲ့ရေးစာထက်သူ့ရဲ့အဖေကိုပူကြိုက်ပါတယ်လို့ဖြေဆိုခဲ့ပါပြီးဒါပေမဲ့ကံမကောင်းတာကဒန်တီဟာအလုံမအမြင်နဲ့အလုံမြားနေခဲ့တာပါသူကကာလာဒရယ်နဲ့ကစားဖို့အချိန်မရပါဘူး ဒန်တီအပြစ်ရှိတယ်လို့ခံစားလိုက်ရပြီးတောင်းပန်တဲ့အနေနဲ့ကာလာဒရယ်ဘာပဲတောင်းဆိုတောင်းဆိုသူ့အတွက်ဝယ်ပေးမှဖြစ်တဲ့အကြောင်းဂတိပေးခဲ့ပါရင်ကာလာဒရယ်ကဘာမှဝယ်ပေးဖို့အတွက်မတောင်းပါဘူးသူ့အတွက်သူ့အဖေကအချိန်အမြဲပေးဖို့ပဲလိုရှင်တာပါလို့ပြောပါရင်အဲ့ဒီအချိန်ဆွဲစကားကိုကြားသွားတဲ့ခါမှာတော့ဒန်တီတိတ်ဆိတ်စွာနဲ့စဉ်းစားနေခဲ့ပါရင်ပန်းချံကန်ဒီပြန်လာပြန်တော့အဲလီရဲ့ရေးစားကဒန်တီနဲ့ယင်းနှီးပွင့်လင်းစွာစကားပြောဖို့ခေါ်ခဲ့ပါရင်အိုမာဟာဒန်တီကိုဒီလောကရဲ့ကိစ္စတွေအကြောင်းအလုံများနေဖို့ မလိုဘူးလို့အကြံပေးခဲ့ပါရင်အကြောင်းကတော့ဒီလောကမှာအသက်ရှင်နေထိုင်တာကအယားအသာဖြစ်တယ်လို့ဆိုပါရင်အိုမာကအောင်မြင်မှုနဲ့ငွေအများကြီးရှိတာဟာအရေးကြီးတာမှန်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီအရာတွေကထာဝရမဟုတ်ပါဘူးနောက်ဆုံးမှာလူသားအနေနဲ့သူတို့မထိန်နိုင်တဲ့အနေကနေရရှိပါတယ်တည့်ရကတော့မနေကလို့ခေါ်ပြီးနောက်တည့်ရကမနေ့ဖြန်လို့ခေါ်ပါတယ်တကယ်တော့လူတွေဟာဒီနေ့ဘာဖြစ်မဲဆိုတော့မှမထိန်ချုံနိုင်ပါဘူးလို့ပြောပါတယ် ကျွန်တော်တို့ထိန်းချုပ်နေတာကအခုဒီအချိန်30စက္ကန့်ပြီး30စက္ကန့်ကျွန်တော်တို့အတက်ရှိနေတဲ့အချိန်မှပဲအဲ့လေရဲ့ရီစာအကြံပေးတာကိုဒန်တီမကြိုက်ပေမဲ့လည်းအဲ့ဒီစကားဝေကြောင့်သူကပါရိုက်ခံလိုက်ရတယ်လို့မျိုးခံစားခဲ့ရပါပြီမကြခင်မှာပဲပန်းချံထဲမှာဒန်တီကဗာလီရီယိုကိုသူ့မိသားစုပြဿနာအကြောင်းရင်ဖွင့်ခဲ့ပါပြီစကားပြောနေတဲ့အချိန်မှာဗာလီရီယိုကခေါင်းစော့အုပ်ထုပ်တတ်ထားတာကိုတွေ့တော့ဒန်တီစူးစမ်းခြင်းစိတ်ဖြစ်လာခဲ့ပါပြီဗာလီရီယိုသဘင်မရှိတော့ဘူးဆိုတာကိုတိတွားတဲ့အခါမှာ ဗာလီရီယိုကနောက်ဆုံးမှာသူ့စီမှာကင်ဆာရှိနေတယ်ဆိုတာကိုဖွင့်ဟပြောဆိုခဲ့ပါတယ်။ဆရာဝန်ကသူ့ကျန်းမာလာနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အခွင့်အလမ်းက50 50ပဲရှိပါတယ်။ဒီအချက်ကိုတည်ရပြီးတော့ဒန်တီအရန်ကိုဝမ်းနေတွားခဲ့ပါတယ်။သူ့ရဲ့မိသားစုတင်မကပါဘူး။သူ့အကောင်ဆုံးတငယ်ရှိရဲ့အခြေအနေကိုတော့သူမေ့လျော့နေခဲ့တာပါ။နှုတ်ဆက်မတွားခင်ဒန်တီကဗာလီရီယိုကိုသူ့ရဲ့ကင်ဆာပျောက်ကင်းဖို့အတွက်ဆက်လက်ပြီးတိုက်ပွဲဝင်ဖို့တောင်းပန်ခဲ့ပါသည်ဒန်တီကဗာလီရီယိုကိုအရှုံးမပေးဖို့အကြံပေးခဲ့ပြီးတော့ ဗာလီရီယိုပြန်ကောင်းလာမယ်ဆိုရင်သူ့ကိုလိုဝါကိုစတာစီးဖို့အတွက်ခေါ်သွားမယ်လို့ဂတိပေးခဲ့ပါရင်ဒန်တီရဲ့ဂတိကိုကြားတော့ဗာလီရီယိုကမယုံကြည်တဲ့အမှုအရာကိုပြခဲ့ပါရင်ဒန်တီဟာသူ့ရဲ့အချိန်ကိုအစားထိုးပေးရှင်တယ်ဆိုတာသူမယုံနိုင်ခဲ့ပါဘူးသူ့ရဲ့အကောင်းဆုံးတင်ငယ်ရှင်နဲ့ခွဲခွာပြန်တော့ဒန်တီကပကြီးပြပွဲတစ်ခုကိုတွားပါရင်အဲ့ဒီအချိန်ဒန်တီဟာအဲလီရဲ့ပကြီးကားတစ်ခုကိုမြင်တော့သူတို့နှစ်ယောက်အကြာလာပါတဲ့အမတ်တရားဝေးအားလုံးကိုပြန်လည်မမ်းမိသွားခဲ့ပါရင်သူ့ရဲ့အမအားလုံးကိုစဉ်းစားပြီးရတော့ဒန်တီကသူ့ရဲ့အဖေအိမ်ကိုတွားခဲ့ပါရင် သူ့အဖေရဲ့မျက်နှာကိုကြည့်ရင်းနဲ့ပဲဒီအချိန်ထိသူ့အဖေနဲ့မိသားစုအတွက်အချိန်မပေးခဲ့ရင်တော့တောင်းပန်တယ်လို့ပြောခဲ့ပါရီသူဟာသူ့ရဲ့ရည်မှန်းချက်ကိုလိုက်လံရှာဖွေဖို့အတွက်အလုံများနေခဲ့ပြီးသူ့ရဲ့ဘဝမှာတန်ဖိုးရှိတဲ့လူတွေကိုမေ့လျော့နေခဲ့ပါရီအခုစတော့ဒန်တီကပျော်ရွှင်မှုစွာဟာငွေတစ်ခုထဲတင်မဟုတ်ပဲနဲ့ကျမ်းမာရေးမိသားစုနဲ့အချိန်တွေပါပါဝင်နေစွာကိုနားလေတွားခဲ့ပါရီစကားပြောနေတဲ့အချိန်မှာဒန်တီရဲ့အဖေပြင်းထန်စွာချောင်းဆိုးလာတဲ့အတွက်ဒန်တီကအလင်းအမြန်ရေယူပေးဖို့အပြေးသွားခဲ့ပါရီ ဒါပေမဲ့ရုတ်တရက်သူ့ရဲ့ယောဂါစုပြန်ဖြစ်လာခဲ့ပါတယ်။သူ့အဖေကွယ်လွန်သွားပြီးဆိုတာသိလိုက်ရပြီးတော့ဒန်တီအယံကိုစိတ်မကောင်းဖြစ်သွားခဲ့ပါပြီ။သူ့အဖေဘယ်အချိန်ကလေးကဆုံးသွားတာလဲဆိုတာကိုသူလုံးဝမမတ်မိတော့ပါဘူး။ပြီးတော့အိမ်ပြန်ဖို့အတွက်ပြင်ဆင်တဲ့အချိန်မှာဒန်တီကဗာလီရီယိုရဲ့ဖျားနာမှုကိုသတိရလာခဲ့ပါတယ်။ဒါပေမဲ့ဒန်တီသူ့ကိုဖုန်းဆက်တော့ဗာလီရီယိုကကားထဲမှာစောင့်နေတယ်ဆိုတာကိုသိရပါတယ်။သူရဲ့အကောင်းဆုံးတင်ငယ်ရှင်ကင်စာကနေပြန်ကောင်းလာတာကိုမြင်တော့ဒန်တီအယံကိုပျော်ပြီးစိတ်သက်သာရောက်သွားခဲ့ပါတယ်။ အိမ်မပြန်ခင်ဂတိအတိုင်ဒန်တီဟာဗာလီရီယိုကိုရိုရာကိုစတာစီးဖို့အတွက်ခေါ်တော့ပါရီအတူတူကစားပြီးနောက်ဒန်တီဟာရုတ်တရက်ယုံကဖုံးဆက်လာပြီးမကြခင်မှာအရေးကြီးတဲ့အစည်းအဝေးရှိနေတယ်လို့ပြောပါရီစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ဒန်တီကခွင့်တောင်းဖို့အစီအစဉ်ခဲ့ပါရီသူကဗာလီရီယိုရဲ့ကားကိုငှားပြီးယုံကိုတွားခဲ့ပါရီယုံကိုတွားတဲ့လမ်းအပေါ်မှာဒန်တီဟာအဲလစ်ကိုဖုံးဆက်ပါရီတကယ်တော့ဒီကနေ့ကသူ့ရဲ့မွေးနေ့ဖြစ်တဲ့အတွက်သူဟာအဲလစ်နဲ့ကာလာဒရယ်တို့နဲ့သူအခမ်းအနားကျင်းပရှင်တာပါ ကန့်ကောင်းတာကအဲလစ်ဟာပျော်ရွှင်စွာပဲတဘောတူခဲ့ပါရင်မကြခင်ဒန်တီယုံကိုရောက်တော့ဝန်ထမ်းအလုံးအစီအဝေးမှာရှိနေကြပြီးဆက်မပြောပဲနဲ့ဒီကနေ့ကစလို့သူ့အလုံးကိုရှေ့လျတဲ့ခွင့်ယူမယ်လို့ချက်ချင်းပဲပြောခဲ့ပါရင်ဝန်ထမ်းတွေကကန့်ကွက်ကြပါရင်အချောင်းကတော့သူရဲ့ကုမ္ပဏီကဖောက်တဲ့ဝေနဲ့ကြီးမားတဲ့အယောင်ဝယ်ဝေအတွက်တဆင်ရှင်ကတ်လို့ရလာနေခဲ့ပေမဲ့ဒန်တီကခွင့်ယူတော့မှကြောင့်ဖြစ်ပါရင်ဒန်တီကတည်ရင်စွာနဲ့ပဲသူမတိရှင်ဘူးတကယ်ကိုမှမတိရှင်ပါဘူးလို့ပြောခဲ့ပါရင်အဲ့ဒီဆုံးဖြတ်ချက်ကိုကြားပြီးတော့လူတိုင်းကစိတ်ပြတ်သွားကြပါရင် ဒန်တီဟာသူ့ရဲ့ယုံခန်းကနေထွက်လာပြီးအဲလင်းနဲ့ကာလာဒရယ်တို့ကိုတွေ့ခဲ့ပါရင်အဲ့ဒီအချိန်မှာကာလာဒရယ်ကသူ့အဖေကလက်ဆောင်အဖြစ်ခွေးလေးတကောင်ယူလာတာကိုတွေ့တော့အရန်ကိုပြောပါရင်မထွက်သွားခင်မှာအဲလင်းကသူ့တို့ဘယ်သွားမှလဲမလို့ရှင်တယ်လို့မေးပါရင်ဒန်တီကဒီကနေ့ तू ဘာမှမလို့ရှင်ပါဘူးဘဲမှလည်းမတွားရှင်ပါဘူးလို့ဖြစ်ပါရင်သူကအဲလင်းနဲ့ကာလာဒရယ်တို့နဲ့သူတို့ရဲ့အိမ်မှာပဲအချိန်ကုန်ရှင်တာပါလို့ဖြေဆိုခဲ့ပါရင်နောက်တနေ့မနေ့မှာဒန်တီအိယာကနိုးလာပါပြီးအစကတော့ဒန်တီဟာသူ့ရဲ့ယောဂါစုပြန်ဖြစ်လာပြီလို့ထင်ခဲ့ပါရင် ဒါပေမဲ့အဲလင်းနဲ့ကာလာဒရယ်တို့မိဖို့ခန်းထဲမှာပန်ကိတ်လုပ်ဖို့အလုပ်များနေတာကိုတွေ့တော့ဒန်တီစိတ်ရှုပ်ထွေးထွားခဲ့ပါရီပြက်ကနေကိုကြည့်ကြည့်လိုက်တော့သူ့အရန်ကိုပျော့သွားပါရီအချောင်းကတော့သူ့ရဲ့ယောဂါစုပျောက်ကင်းသွားပါပြီအဲ့ဒီအချိန်မှာဒန်တီကအဲလင်းကိုဒီအချိန်ထိတူအတွက်အချိန်မပေးခဲ့ဘူးဆိုရင်တောင်းပန်ပါတယ်လို့ပြောပါရီအဲလင်းကသူ့ကိုအခုထိရှင်းနေသေးဆဲဖြစ်ပြီးတော့အခွင့်အလမ်းပေးရှင်နေဆိုရင်တော့ဒန်တီကဒီအချိန်ကစပြီးပြောင်းလဲမယ်လို့ဂတိပေးခဲ့ပါရီ ဒန်တီဟာအယ်လင်နဲ့ကာလာဒရီရိုနဲ့အတူအချင်းပို့လို့ပေးနိုင်ဖို့အတွက်ရှေ့လျတဲ့ခွင့်ယူခဲ့တယ်လို့လည်းပြောပြပါရီးဒန်တီရဲ့စိတ်ရမှန်ကိုမြင်တော့အယ်လင်ရဲ့စိတ်နှလုံးကထိရှာသွားခဲ့ပြီးနောက်ဆုံးမှာသူတို့နှစ်ယောက်ပြန်လည်တင့်မြတ်သွားခဲ့ပါရီးပြီးတော့သူတို့ကပန်ကိတ်စားရှင်ကြပါရီးဒါပေမဲ့မစားခင်မှာဒန်တီကကာလာဒရီကိုပန်ကိတ်တွေနှွေးနေသေးလို့ဆယ်စက္ကန့်လောက်ရေတွက်ဖို့ပြောခဲ့ပါရီးသူတို့ကအတူတူရေတွက်ခဲ့ကြပြီးစက္ကန့်တိုင်းဟာတန်ဖိုးရှိလာပါရီး ဆက်ကလီကဒီမှာပဲအဆုံးသတ်သွားခဲ့ပါရင်ကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးတင်ရှိပါခင်ဗျာ။